။ညောင်မြမျိုးကအဖွက်လိုက်ခိုက်တဲ့ចောင်းတူတွေ။ဒီကအမကပတ်ဝန်းပြည့်ရေနော်။ပတ်ဝန်းမီရလို့ရှိရင်လည်းအဖွက်လိုက်ရတယ်။ကချင်မလက်တီမီစန်းကြီးပေါ့။အလိုမျိုးတွေ ဒီမနက်မှာအခုကျွန်တော်ဗီဒီယိုလေးတွေတင်နေတဲ့ညောင်မြတောင်းသူလေးကိစ္စကအဲတကယ်အားရဂျေနက်ဆရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးညောင်မြမျိုးစုမျိုးသားတွေကပါအဲဒီအမကကျောင်းချစ်မှာတွားပြီးတော့နေလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကိုပေါင်းဝေကူညီဆောင်ရွက်ပေးနေကြပြီအဲကျွန်တော်လည်း ကိုကြီးစားတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ဒေါသလေးတခုနဲ့ဒီကိစ္စမှာကျွန်တော်လည်းဗီဒီယိုလေးတွေပေါ့နော်အခုကျွန်တော်ရင်ထဲမှာရှိတာလေးတွေကိုဖြစ်သိဖြစ်ကြတာလေးတွေကိုကျွန်တော်ပြောပြဆိုပြတဲ့ဗီဒီယိုလေးတင်းတင်းနဲ့ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရောက်နိုင်တဲ့အထိကျွန်တော်သွားဖို့ဆုံးဖြတ်ထားတယ်ဆုံးဖြတ်လိုက်ပြီး မနေ့ကညကတော့ကျွန်တော်မျောင်းမြဆင်းဖို့အစီအစဉ်တစ်ခုဆွဲနေတယ်တကယ်ပဲသွားမှာအဲအဲ့ဒီအပေါ်မှာလည်းကျွန်တော်ဘယ်သူတူတယောက်ဆက်မှာငွေကြီးရေအကူအညီမယူဘူးအဲကျွန်တော်ငွေကြီးနဲ့ပဲကျွန်တော်လုံနိုင်တဲ့အတိုင်းအတာကြီးကျွန်တော်သွားပြီးတော့အကူအညီလုဆောင်ပေးမှာနင်းနာဒီဘက်ကနေပြီးတော့ရန်သွားပြီးမှရန်သွားပြီးမှမဟုတ်ဘူးနော်အဲကျွန်တော်လိုအပ်ရင်လည်းအဲလက်ရှိကျွန်းတွေကာကွယ်ရှင်တွေကိုကျွန်တော်အညီညွတ်မြစ်တက်ရက်ခံပြီးတောင်းပါမယ် နေလာတဲ့ကောင်မလေးဘက်ကနေပြီးတော့စိတ်ချင်သေးပြန်လဲပြီးတော့ငကိုတိုင်းဖြစ်ဖို့ရဲ့သူများဒန်းတူညီတူသွားလာနေထိုင်နိုင်ဖို့အတွက်သူစိတ်ကြီးခေါင်းချီဖို့လိုတယ်အရင်အချိန်တွေတခုပြန်ရောက်ဖို့လိုတယ်အဲ့ဒီအတွက်လေးသွားမှာအဲနောက်ဆုံးများလိုအပ်လို့ရှိရင် sorry အခုရရရင်ကျွန်တော်ရရစီမှုလေးကျွန်တော် တကယ်လို့ဗောနော်အဲ့ဘက်ကအချိန်နေမထူးဘူးဆိုရင်တော့ကျွန်တော်တကယ်သွားမှာပါအဲကျွန်တော်တကယ်ကြီးတယ်ကျွန်တော်သွားဖို့လည်းကျွန်တော်ဖြည့်နိုင်ထားတယ်ပြောဆိုထားတယ်အဲကျွန်တော်ကိုလည်းအခုလိုသွားမယ်လာမယ်ဆိုရင်လူလူရင်ပြောပါတို့ဝေးကြီးသူလူပြောပါတို့လူပြောထားတဲ့အကူရင်မတွေလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အားရလက်မခံပါဘူးအဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်တက်နိုင်တဲ့လောက်အဲကျွန်တော်သွားမှာပါတော့ဒါပေမဲ့ဒီနေ့မနက်တော့မြေရတွေ့ရတာဒီတကယ်အားရကြတယ်လို့ပြောတာတကယ်အားရကြင်းလက်စရာပါ ဟိုဝမ်းတာနေတယ်ဆိုတာကဖြစ်သိဖြစ်လိုက်တာကိုမြင်ရလို့ကျင်းနှံ့မိတာပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အထက်က6မြောင်းများဖြစ်စဉ်မှာတရားမျှတမှုပြန်လည်ရရှိရေးမြို့ခံတွေပါဝင်လာသည်မို့ကျူးလွန်ခံရသူ ကလေးမအတွက်အားတက်ဖွဲ့ရာတည်င်းတွေကြားရကြောင်းမြောင်းများမြို့ခံတွေကိုတိုင်ပြောပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာမြောင်းများကိစ္စပြောမယ် ကျူးလွန်ခံရတဲ့ကလေးပေါ့နော်အဲကျူးလွန်နေတဲ့ကလေးတွေပေါ့နော်ကျူးလွန်တော့ကျူးလွန်ခံရတော့ကနှခုလွန်ကလေးတွေမကျူးလွန်ခံရတဲ့ကိစ္စမှာတော်တော်ကြီးကိုမခံကြီးမခံတာဇာအနေထားဖြစ်သွားပါဘူးနော်ဖြစ်သွားချင်မှာဖြေရှင်းပေးကြဟိုပြီးပြအောင်မဖြေရှင်းဘူးမဖြေရှင်းဘူးပေါ့နော်ကျောင်းဆရာမကြီးလည်းပြီးပြအောင်ဖြေရှင်းဘူးနောက်သက်ဆိုင်ရမိဘတွေကလည်း နောက်ဟိုအုပ်ချုပ်ရေးမှုတွေလည်းပြပြမပြရှင်းဘူးကိစ္စတစ်ခုကိုဖြစ်ရှင်းတဲ့နေရာမှာဗမာစကားရှိတယ်ပြီးပြက်တယ်ဆိုစကားရှိတယ်ပြီးုံနေဖြစ်ရှင်းလို့မရဘူးပြက်ပါပြအောင်ဖြစ်ရှင်းပြရတယ်တချို့ဟိုကိစ္စတွေကိုအကြီးကဲတောက်ဖြစ်ရှင်းပြတယ်ပြီးသွားတယ်ဒါပေမဲ့မပြက်ဘူးမပြက်ဘူးမပြက်တဲ့ချိန်မှာနောက်ဆက်တွေဆော့ပဒနာထပ်ပြီးတက်ကြတာဗနော်ဟုတ်ကဲ့ထားရတော့အမှအကျိုးလုံးခံရတဲ့ကလေးဘက်ကတာသမီချင်းကိုကျင်းစာကြည့်ရင်ဘယ်လိုမှခံစားလို့မရဘူးအဲ့ဒါတကယ်ဆက်တက်တက် အကြီးမားဆုံးလွယ်တာတစ်ခုကပါလဲဆိုတော့ကျူးလွန်တဲ့ကလေးတွေကလည်းကလေးတွေဆိုတာကိုဘယ်မီဒီယာမှာနော်နောက်ပြီးဘယ်ဆိုရှယ်အင်ဖလူရန်ဆာမှာအဲ့ဒါကိုဂရုဆက်ရအောင်မသိဘူးရန်ဆိုးအားလုံးအကြည့်ရကျွန်တော်နိုင်ငံကျွန်တော်ခုကအကျူးလွန်ခံရတဲ့ကလေးကိစ္စကိုပြောမှာမဟုတ်ဘူးကျူးလွန်တဲ့ကလေးတွေအကြောင်းကိုပြောမှာ ကျူးလွန်ခံရတဲ့ဘက်ကဘယ်လောက်နစ်နာလဲဆိုတော့ကျွန်တော်ရင်ထဲမှာခံစားလို့ရတယ်အဲ့ဒါတသက်ထားတယ်အခုကကျူးလွန်တဲ့ကလေးတွေဗျာဆက်ရှင်နဲ့မပြေသေးဘူးအမှားတစ်ခုလုံးပြီးသွားတယ်ไอ้ซัจเนี่ยไม่ปีกแกมาลงมิได้อมาตรุ่ยตะบวาลงบ่อเยเม้ตะคู่นี่ไล่ต่อมาตรุ่ยญัณนาออจี้พี่รอตรุ่ยยกหินยกหินตื่นเปียนออจี้พี่รอตะตะลงอะไรเนี่ยเยเม้ตะคู่นี่ป่าต่อมาเออเตียล่ะ ခင်ဗျားတို့တသက်လုံးမှန်ငယ်ဘူးလို့လားတသက်လုံးမှန်ငယ်ဘူးလို့လားကလေးဘုရားပြောတာမဟုတ်ဘူးလူကြီးဖြစ်တဲ့ဒီလူကြီးဖြစ်တဲ့အချိန်ဒီတာဝန်တစ်ခုယူရတဲ့အနေထားရောက်တဲ့အချိန်ဒီခင်ဗျားတို့အမှားကင်းလို့လားဂျန်လေးစင်ရတော့ရှင်းတယ်ဂျန်လေးစင်အသက်တွေမှာရှင်းတယ်အဲ့လိုမျိုးဖစ်တင်နေတားကောင်တွေဘယ်တော့မှမျက်နှာမပြအောင်အကျူးလွန်ခံရတဲ့ကလေးကလည်းအနိုင်ကျင့်ခံတဲ့ကလေးကလည်းတားကောင်ပဲ အဲတားကောင်ရင်မျက်နှာမပြရအောင်အဲတူးတူးလုံခဲတဲ့ကလေးရင်မျက်နှာမပြရအောင်ခင်ဗျားတို့ဘာလို့ပြနေကြရတော့အစ်ကလေးဘလောက်အဲ့ရရဲ့ဟိုတက်ရောက်လာမဲ့ထိခိုက်မှုအစ်ကလေးဟန်နယ်လုံးနေမဲ့ထင်လို့လားအစ်ကလေးမျက်နှာကိုပြနေအောင်ခင်ဗျားတို့ကနောက်ခုဘက်ကပြလိုက်ပြန်ထပ်ပြထပ်ပြဆိုမျက်နှာကိုဝါးပေးလေအတက်သက်ထားလိုက်ကျူးလွန်တဲ့ကလေးတွေကဟောဆက်ရှင်နေပြေလို့လားဒါလည်းစမ်းမှရှိတယ်ဆက်ရှင်နေမပြေသေးတဲ့ ရာဇဝယ်သားတွေတရားခံတွေဘယ်တော့မှမျက်နှာပြကိုမရှိဘူးအဲမြန်မာနိုင်ငံမှာနေပုံတော့တကဘာလုံးအစ်တိုင်းပဲသွားနေတာဘာကြောင့်လဲဆိုတော့ကျတော့ဆက်ရှင်နေမပြေခင်မှာကျွလုံမိတဲ့အမားတစ်ခုကသူတို့ရဲ့တပွားလုံးကိုသွားပြီးတော့မှတက်ရောက်မှုဖြစ်เสียရဘူးဆိုတော့အသက်ရှိတယ်သူတို့လူလို့အောင်ပါလေတသက်လုံးလူလို့အောင်ပါတသက်လုံးလူလို့အောင်မဲ့ကိစ္စမှာသူတို့ဆက်ရှင်နေမပြေခင်မှာကျွလုံခဲ့တဲ့အမားတစ်ခုကသူတို့ရဲ့တပွားလုံးကိုလက်မိုးကိုထိုက်တန်လာလူသက်မှုကျွလုံသွားရဆိုတော့မှဆက်ရှင်နေမပြေတဲ့တရားခံကိုမျက်နှာဝါးပေးထားတာ အတကပါလုံးတကပါလုံးနိုင်ငံတိုင်းနိုင်ငံတိုင်းအဲ့လိုမျိုးသွားနေရအဲ့ဒါကိုခင်ဗျားတို့အဲ့ဒီကျူးလွန်တဲ့ကလေးတွေကအမှားတစ်ခုလုံးမိရတယ်တသက်လုံးဟာခွေးဖြစ်ခွေးဖြစ်မဲ့ကိုခင်ဗျားတို့ဘာလို့စလုပ်ချင်နေကြခင်ဗျားတို့ဘာလို့အဆင်ပြေဖြစ်နေတာဘာရောဂါတွေကြာနေကြတော့ခင်ဗျားတို့ကမဟုတ်ဆယ်ဆယ်မရလေမြောင်းရမှာတာဝန်ချက်ဆယ်ဆယ်မရလေဥပဒေကြောင့်နားမလည်ဘူးလားအုပ်စုလိုက်ဝိုင်းပြီးတော့မှရိုက်ပိုင်ဝင်ရှိလားနင်တို့တွေမှလေနင်တို့တွေငါလဲရှင်တော့ဆယ်ဆယ်မတယောက်ပါပဲ နော်အခုမှလာငါကလေးတယောက်ရပါလို့ငါမလုတော့တာငါလည်းစဉ်းစားအောင်ဒါငါလည်းဘွဲရပြီသားပဲနော်ဆရာဆရာမတွေကဥပဒေဝင်တဲ့ကြောင့်နားမလည်ဘူးလားចောင်းသားတွေကိုလိမ္မာရည်ကြီးအောင်လို့ဆုံးမပေးမလို့တာဝန်မဟုတ်ဘူးလားနင်တို့ကလိမ္မာအောင်လည်းမဆုံးမပေးဘူးနော်ចောင်းသားတွေဒီတက်ဒီဆိုင်တဲ့ဆိုင်အောင်နော်ចောင်းမှကြရင်ចောင်းဆရာပဲနော်ဆရာကောင်းတော့ တပည့်ကောင်းတော့ဆေးရရဲ့တပည့်မကောင်းတော့ဆေးရရဲ့ခေါင်းနဲ့နှစ်ခေါင်းအုံနောက်ရှိစင်တာမြောင်မြောင်မတောင်းဝင်ကြတဲ့ဆီယမ်မကငါပြောရနော်မဆိုင်တဲ့ဆီယမ်မလည်းငါမပြောဘူးဆီယမ်မတွေကဘာလဲဖုံးလာတယ်ဆိုရင်လေလင်းနေတဲ့ဗီဒီယိုကောပြောမယ်လင်းနေတဲ့တက်ကုတ်ခံတကောက်သွားခံမယ်ចောင်းသားတွေစားတယ်ဖို့မစင်တာဘူးဆီယမ်မတွေနော်နင်တို့တွေနော်နုစားတက်လို့မို့နင်တို့ငက်လို့လုတာ လိုင်းမမကျင်းတဲ့ဆီယမ်မတဲ့ဖင်ကောရင်ကော노ဘလုဘလက်နဲ့တက်တော်လေးစော်တာဆီယမ်မကျင်းဝင်တဲ့ကောမညီတာေးចောင်းသားတွေကိုလိမ်မအောင်ရင်ကျအောင်ဆုံးမရမယ်ဇင်မဖြစ်နဲ့ဇင်ဖြစ်လို့ရှိရင်လည်းအဲ့လိုမလုံးအောင်လက်မပါရဘူးစီကဲနေဆုံးမရမယ်ဆီယမ်မကောင်းရင်ဆီယာကောင်းရင်လေလိမ်မရည်စည်တင်စားဖို့ရာဆီယမ်မတွေတာဝန်နော်ဆီယမ်မတွေကလေငါကြည့်နေတယ်။တော့ငါအောင်နဲ့တူတွဲပဲကြဘူးတယ်။တော့ ငါနဲ့အရင်တုန်းကမန်းလေးအထက်ကနေမှအောင်တာဝန်ကြတာနော်ဆင်မကြောက်တော့ဘိုက်တော့ကြီးသွားတာပဲနော်ဆင်မတော့ဘိုက်ကြီးတာပဲအချောင်းအုပ်တီရောပညာရေးရုံးကဟာတွေရောဆင်မရောမဆုံးမတော့ဘူးလားဆင်မတွေကလေယောက်ျားလေးနဲ့ဟုံးဖုံးနဲ့ကာရင်ပြီးလိုင်းတွေတက်တော့ရေးစော်တယ်ကလေးတွေကဘာမှမသိဘူးဆင်မတွေကလေစောက်ကြီးစောက်ကျဲစောက်ဆင်မတွေအိမ်ကြီးတော့စောက်ခေါင်းလူကြီးတော့အောင်မောင်းဆိုဆင်မတွေ အပြောလိုက်အောင်မယ်နော်ဆီယမတွေကလေပြကြရတယ်သလားစောက်တိစောက်တဲ့လုတ်တက်ကောင်းပါလေကျောင်းသားရောလိမ္မာရောရင်းချောင်းတို့မဆုံးမတတ်ဘူးလားကလေးလေးကိုဆိုပါတစ်ချက်ရိုက်တယ်နောက်တော့ကထိုက်ရိုက်တယ်ငါတော့အဲ့လိုလုပ်ကြည့်လေပသိန်ကဆီယမနဲ့ဆီယာနဲ့ကိုလေလဲမျိုးတွေ့နင်းပိုင်မှာဖေလုံးကဖာသမဆီယမတွေဖာသတော့တော့အဆင်မရှိရဖေလုံးမဖာသမဆီယမတွေငါသားသမီးကအဲ့လိုလုပ်ကြည့်ငါသားသမီးကြီးလာလို့လေနင်တို့အဲ့ဒီမြောင်းမြတ်မှာလာပြီးကြောင်းအမ်းမှာ ငါသားသမီးလောက်ကြီးငါသားသမီးတော့လောက်ကြီးစက်ကွက်ကိုဖျက်ရိုင်းမှာဆရာမလေးတညာအိတ်မှုပါငါတက်ပါရိုင်းမှာကျောင်းဆရာမကျောင်းအုပ်တွေပါပါစတန်းစီပြရဖေလောမဖာသမဆရာမလေးဒိဗေမရှိငါတို့မခံနိုင်ဘူးသားသမီးကြီးကိုကျေးဆန္ဒနဲ့ဖာသမလေးရဲ့ကျောင်းဆရာမလေးလင်နာယူစုံမှုဖာသမဆရာမမြန်မာနိုင်ငံကျောင်းတရောင်းလုံးကမြန်မာနိုင်ငံဆရာမလေးကိုခြုံခြုံဆဲတာမကျင်းတဲ့ငါကောက်ဘလို့တော့အောက်ကြည့်မဆိုင်ဘူးကလေးလေးတောင်ဆက် အထက6မြောင်းမြဖြစ်စဉ်မှာယခင်နှစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကျူးလွန်ခဲ့သည့်ចောင်းသူ2ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူចောင်းသား2ဦးအားမိဘများထံယခင်နှစ်ကလေးကအနှံထားကဆိုရှယ်မီဒီယာပေါ်တွင်ပြန့်နှံ့ခဲ့သည့်ဖြစ်စဉ်အားဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေကြောင်းပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်အထက6မြောင်းမြတွင်ចောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်မှုအပေါ်မိကဲသို့ဆက်လက်ဆောင်ရွက်ထားကြောင်းမီဒီယာများ၏မေးမြန်းမှုအပေါ်ပညာရေးဝန်ကြီးဌာနကထုတ်ပြန်လာခြင်းဖြစ်သည့်ဇွန်၁၈ရက်တွင်ဆိုရှယ်မီဒီယာများတွင်ပြန့်နှံ့နေသည့်ကြောင်းသူများရန်ဖြစ်သည့်ဗီဒီယိုဖိုင်မှာ2024 2025ပညာသင်နှင့်နိုဝင်ဘာ18ရက်2024ခုနှစ်တွင်ကျောင်းကျင်ပြင်ပတွင်ဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင်ဖြစ်ကြောင်းအဆိုပါကိစ္စနှင့်ပတ်သက်ပြီးနိုဝင်ဘာ19ရက်တွင်ကျောင်းစီကံထိန်းသိမ်းရေးအဖွဲ့ကရန်ဖြစ်သောကျောင်းသူနှင့် အုတ်ထင်းသူမိဘများကိုခေါ်ယူတွေ့ဆုံပြီးမေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်ဟုပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ဗီဒီယိုဖိုင်တွင်ပါရှိသောအရိုက်ခံရသည့် grade 6ကျောင်းသူအားရိုက်နှက်ခဲ့သည့် grade 9နှင့် grade 9ကျောင်းသူ2ဦးအားတေချာစွာစစ်ဆေးမေးမြန်းပြီးအရိုက်ခံရသည့်ကျောင်းသူမှာနစ်နာသူဖြစ်၍အရေးယူခဲ့ခြင်းမရှိကြောင်းရိုက်နှက်ခဲ့သည့်ကျောင်းသူ2ဦးနှင့်ဖြစ်စဉ်အားဗီဒီယိုရိုက်ပေးသော grade ခုနှစ်ကျောင်းသားတို့အားကျောင်းစီကံဖောက်ဖျက်ခြင်းကြောင့်ကျောင်းစီကံထိမ့်သိရဲ့ဖွဲ့ကအုတ်ထိန်သူမိဘများထံပြန်လည်အံ့နံခဲ့ကြောင်းနှင့်နောက်နောက်တွင်ယခုကဲ့သို့ကိစ္စမျိုးထပ်မံမဖြစ်စေရန်အတိပေးလက်မှတ်ရေးထိုးစေခဲ့သည်ဟုပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်